င်းနေမင်္ဂလာပါ Audible for you channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပထမဆုံးဖတ်ပြပြီးသွားမယ်စာအုပ်လေးကတော့စေမပုံညခင်ထားတဲ့လက်ကျန်လာရောင်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းတစ်ခုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ channel လေးမှာ audio book တွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like ဆက် subscribe လုပ်သွားဖို့နဲ့ဗီဒီယိုလေးအောက်မှာ comment လေးတွေပေးသွားဖို့ကိုလည်းတောင်းဆိုပါတယ်ရှင်အခန့်တင်အင်တကားကိုဖွင့်လိုက်နေ နာယောင်သည်အင်းအတွင်းသို့ဖြာလီ၍လာလေသည်နာယောင်အောင်တွင်စွန်ပန်းရုံကလေးကိုထီထီရှားရှားမြင်ရသည်အဝါရောက်ပန်းလို့ပွင့်သည်ကေဘန်ယူပင်ကလေးကတော့စွန်ပန်းရုံကလေးကိုအုံမွေးထားလေသည်ထိုကေဘန်ယူပင်ကလေးနှင့်စွန်ပန်းရုံကလေးအောင်မှာတော့ညာကြီးညီချိုသည်ညာကလေးရှိပါသည်ညာကြီးတို့နမ်းမင်းသူရွာကလေးမှာတော့ချိုးရီသုံးရီထဲသည် ဂျောင်းဝင်းစီအိုဂျီဝေကိုအင်းရှိမပင်ထားလေရှိသည်တမင်းကြီးအောင်ဝေထားသောအဖေကထိုနေရာလေးကိုလုံးချုံအောင်ဆိုဘက်နေကလေးရဲ့ပင်ပြိုပန်းကလေးတွေပြိုကာကာကွယ်ပေးထားခဲ့သည်လွန်ခဲ့သောနှစ်နှစ်လောက်ကမှစ၍အင်းရှိမနေချိုးဖို့ရှိမိလာသောညချင်းယုံကတော့ထုံစံပန်းယုံကလေးကခြေစူးတင်စရာကောင်းသည်ညချင်းတို့အင်ချင်းကအကျော်ပင်ကျဲဝန်းသည် ကျင်းဝန်တာကိုသိတာတော်လဲအတိုင်းတာ ပမာဏကိုဖြင့်ညာခြင်းပြောတတ်။နာချေဝိုင်းနေမှာနွားစာစီမာတင်ကိုနွားစာစင်သည်နေရာတွေလဲကြည်ကြည်ဝုန်ရှိလာသည်။နွားစာစင်သည်နေရာနီးမှာရောင်ဝန်ဆင်းဝကြီးတွေထထားသည်။ညာကြီးတို့ဝိုင်းတကကျောင်းဆွေဦးရီအားလုံးကိုအာနန္ဒဖျက်ပွဲစီကဝေခဲ့ရတာဖြစ်သည်။ကျောင်းမြောင်ဦးရီဟုအမေခေါ်တန်ကြဘူးသည်။ ိုးဆိုလိုအာနန္ဒဖျားပွဲစီကအိုးစီရန်ကြီးကိုတတိယကမြချင်းယုံကပြောတလူလူဖြစ်လာသည်အိုးစီတန်းမှာအိုးဘုချိုးရုပ်တွေမြခွေဘူးတာကိုတတိယလာသည်အိုးဘုကလေးတွေပိတ်လာတာပဲဝါစိန်ညီပြရှောင်းဆောင်ပဲလေချက်ပြုတ်တန်းကစားလို့ရသည်ဒင်အိုးဟင်းအိုးချိုးရုပ်ကလေးပြတိုင်းတောင်ရုပ်စင်ရုပ်စုဘူးကလေးတွေ ပန်းဝအလှကလေးတွေမြင်မြင်သမျှဘောချင်းစရာကြည့်ပေးမှုအမိထမီစာကိုဆွဲကပူစားခဲ့ပူရာကိုဒီရလာသည်ဒီနေ့အဘူချိုးရဝင်တော့အမိကဟင်းကလေးမဟုတ်တော့ဘူးနော်ဟုမျက်စောင်းထုတ်ကပြောလိမ့်မလားညကြီးကအမိမျက်စောင်းကိုမြင်အောင်ကပခုံးလေးကျုံ၍ခေကနေချင်းမိရလေသည်စောကစားခြင်းမကုန်သေးသည့်ညကြီးယုံကို ကလေးမဟုတ်တော့ဘူးနော်ဟုအမေတကြီးပြောခဲ့တာဘယ်နှနေ့ရှိပါလဲအင်းရှိမရေချိုးဖို့ရှစ်တဆအရွယ်နဲ့မရှိမနှောင်းဆိုတော့နှစ်နှစ်လောက်တော့ရှိခဲ့ပြီထင်ပါသည်ဒီနှစ်နှစ်အတွင်းမှာတော့အမေမချက်ခဏပြောတတ်သည်ကလေးမဟုတ်တော့ဘူးနော်ဆိုသည်စကားနဲ့ညချေးစိတ်တို့အတားမချနိုင်သေးပြီညချေးရေခုထိရေချိုးတယ်မကြသေးပါလားမျက်နှာတက်တော့လေမြင်မြန်တဲ့ စ်ပြီးတကားပြန်ပေးထားဆောင်းကအေးသမဲမိဖို့ဆောင်တော့ကလန့်အော်ပြောသည် အမေအတန်းချောင်းညာကြီးကအင်ဂျင်သို့လှမ်းထွက်လိုက်သည်ဆောင်းလီတတော်ကညာကြီးမျက်နှာကိုပြင်းရှက်ရှက်တိုးဝေးလိုက်သဖြင့်အေးချင်မှုသူနှလုံးတွေ့ပြီးခြေလာသည်ညာကြီးတို့ရွာကလေးကတော့ကြာသူဆောင်းဤနှင်းမုံမြအောက်တွင်အသက်ဝင်လှူရှာစာပြုတ်လိပြီးအနီတဝိုင်းရှိ အင်ကြီးများစီမှာမီးရောင်လက်လက်ကလေးတွေမြင်ရပြီးစကားပြောတဲ့တဲ့ကြားရပြီးနော်တင်ကုန်များစီတို့ရွေလျားနေသည့်မီးရောင်လက်လက်နွားခလောက်တန်းချူတန်းနွားချော်တန်းစသည်အတန်များဖြင့်အိမ်တိုင်းတွင်လှူရှားတဝင်းနေသည်ညကြီးတို့အိမ်မီးပူချောင်ပတ်စီကချက်ပြုတ်ကျော်တော်တဲ့များနေအတူအမင်းနှင့်မမောင်ဝေတို့၏စကားတန်းတိုးတဲ့တဲ့ပူလေး ကြားနေရသည်ညကြီးသည်စွန်ပန်းရုံအောက်ကရှောင်းဝန်းစင်အိုကြီးစီသို့ဆောက်လာခဲ့ပြီးမျက်နှာတည့်ခတ်ဖို့တံခလာလေးကိုလှမ်းယူလိုက်သည်ဖလား၏အထီးတွေက အစ္စလာပါလားခက်ခိုက်တူအောင်အီလာသည်အညာဆောင်မလက်မှုရေကင်ဖို့ပင်ဒဏ်မြေခဲ့မိသည်ညကြီးကခြေတဖလားခတ်ယူလိုက်ရင်ကောင်းကင်ကြီးစီမောကြီးမိသည် ပြာဒိုလာပြည့်ရန်တည်ရအလိုဖြစ်၍လောင်ဝန်ကရှုံးဤစွာတာနေသည်ဆိုပဲမင်းရွက်ကလေးတွေချာကနေနာကိုမြင်ရတာတိတ်ဆန်းပြီးတိတ်လှတာပဲဒါကပြင်အနောက်ဘက်သို့ရွှန်းလာပြီးမကြခင်မိုးလင်းတော့မည်ဖြစ်၍နာဝင်ကနေထွက်လာတော့မည်ဖြစ်သည်ညကြီးကနာကိုကြိုက်တော့လေအမောင်းလေးမှာတော့အမြင်မနေခြင်းပဲအလွန်ချိန်မီတော့လာပုံး အမြင်မြင်ရဖို့ဆိုတာအမှောင်တဲမှာအမြင်ဒီမှာဖြစ်မှာမဟုတ်လားဘလားဆိုတာညအခါမှာပလောကလုံးအတွက်ဘလောက်အလင်းဖြတ်ဖြားနေအခါလုံးကင်းကျင်းသွားဖို့တော့မစွမ်းနိုင်ဘူးမဟုတ်လားညကြီးအတွေ့ကိုသာအမေတိနေ နင်းနေငငယ်ရွယ်နဲ့အတွေ့ခောင်းရင်ကိုအေးဟူပြောမှသိချပါရဲ့ညကြီးအမေတို့ကြယုံကအတွေ့များလာဖို့မကြိုက် အတွင်များလင်အလုတ်ဖြင့်သည်ဟု ဆိုတတ်၏အတွင်မများတတ်သောအမေသည် စကားတော့မြန်မြန်ပြောလိရှိ၏မြတ်ကြီးကတော့အဖေနှင့်တူတာဖြစ်သည်အဖေကမြတ်ကြီးလိုထွေရလေးပါစကားမြများမပြော အဖေစကားပြောပြီးဆိုရင်လည်းမှတ်သားစရာဘௌဒ္ဓတာတွေပါနေတတ်သည်အမေစကားအခွင့်တရာပြောလဲမြတ်ကြီးကောင်းလေးကို စေကုန်းလောက်ပဲရောက်တတ်သည် အဖေစကားတခုံပြောလေတော့မြကြီးနားရဲသူခေကွန်စလုံးရှောက်သည့်အပြင်သူစကားနှင့်ပတ်သက်သည့်တွေးစရာတွေလည်းချလာတတ်သည်မြကြီးသည်အတွေ့ကလေးတွေစီယူနေပင်ရှူတဖလားနှင့်မောင်းမအောင်ချွေချွေတာတာမျက်နှာတက်လိုက်မြကြီးယုံလို့ရမှာကနေ့စင်မီလေးမရှိရှင်းလင်းချလာသည် မိုးရင်းခါမှာတော့ချွာထိတ်ရှိဒေတောင်မြင့်ကဖះနေဘနချင်းဆိုင်ရှိဒေတောင်ကံကရှေးအင်းငယ်ပုံအသွုံပြွေရသည်ရှာတိမီ၍အသွုံပြွေရသည်စက်တွင်တွင်တော့ချွာမှရှိပါသည်ထိုတွင်ကရေကိုစီဖြင့်ထွေ၍အင်းအထိရှေးစီလေးတုံးရတာကတော့မသက်သာလာပြီသို့သောအဖွားကတော့ညာကြီးတို့တွင်ရှေးအတွက်ပြင်မဲ့အချိန်ကိုရတာဟာ သူတို့ငယ်ကနေနိုင်ကြလင်အသေးအမွားကလေးသာဖြစ်သည်ဟု ဆိုသည်အဖွားချံကကြာရသည်ရေပုံမြင်ကိုညာကြီးတို့တန်တော်နားထောင်ခဲ့ကြဘူးသည်အဖွားတို့တွင်ရေသမင်လိုက်ကြသည့်အကြောင်းကလည်းနားထောင်၍ကောင်းလာသည်အဖွားတို့ငငယ်ကဆုံးရေသမင်လိုက်ကြရတာမြည်ရဲ့မိုးရွာထားပေမဲ့ကန်တင်းမှာလည်းရေမပြည့်သေးတဲ့အချိန်ရေကလည်း တုံးလို့မလောက်တော့ဘူးဆိုရင်ခြေမုံကလေးတွေဆွဲပြီးခြေတပင်လိုက်ထွက်ကြရတာလဲလန်းချောင်းသားတွေနာခြုံပြီးနေကြကတဲချမ်းကွက်ကလေးတွေပေါ်မှာတင်ကျင်နေတဲ့ဇီကလေးတွေဆိုကြီးနေတာပဲအဲ့ဒီဇီကလေးတွေကိုကြော့ခတ်ပြီးနွားစာအတွက်စီကြိုသုံးစေဖို့အတွက်ပုံကလေးတွေနဲ့တဲလာရတာနွားချီရကလေးတွေနဲ့ခွက်ကြံနေတဲ့ချမ်းကွက်ထဲကရေပူတောင်ရှာဖွေခတ်ရလို့ ရှင်သမင်းလိုက်တယ်လို့ခေါ်တာညာကြီးဒီအဖွားတို့ငငယ်ကရှားပပုံမြင်ကုန်အန်အွန်စွာနားထောင်ရင်းကပင်ရှင်သမင်းလိုက်သည်ဆိုသည်နမည်လေးကိုတော့ကပြဆန်လိုက်တာဟုတွေ့ကသဘောချခဲ့ရသည်အဖွားတို့လက်ထံဟေရှားပုံမြင်ပြီးတော့အမေတို့လက်ထံရှင်ရှားပုံကြတော့တမျိုးဖြစ်သည်ရှင်တဘုံရဖို့ရင်တမန်လုံးအချိန်ကုန်လားဤမနက်ငါးလိုက်ကလေးကထပြီးတက်သေးက စီချံမှာရှည်တော့ခရတာရှောင်းလိုက်ရတာလေအဝေးကြီးပါ ਈ မြေခါရှည်ရှားရင်တိတ်ဒုက္ခရောက်တာအမေပြောတာနားထောင်ခဲ့တုန်းကလေအမေကိုတနာခဲ့ရသည်မြတ်ကြီးတို့လက်ထံမှာတော့အဝေးစီတွင်းကကြီးကိုအာပြုရသဖြင့်တော်ပါသေးသည်ဟုဆိုရမည်မြတ်ကြီးမျက်နှာတေလုံးမပြီးသေးဘူးလားဟိစင်ဆွေးပြီးတိတ်မနေနဲ့မြင်မြန်တိတ်သူများလဲတွင် ထွက်ကုန်ကြပြီမုံမင်းငင်ထွန်းမတပိလုံးလောင်းလူပိုမိမာဤအမေတန်ကိုရှားရပြန်ပါသည်ညကြီးကမျက်နှာတိချင်းကိုလဆတလိုက်ရင်ဒါတော့အမေပို့ပြီးဟုတွေးလိုက်မိသည်ညကြီးဖြင့်ရွာနတ်စီကငါချူတန်တော်မကြမိသည်အမေကညကြီးဘာလို့လို့အမေအော်တတိပေးနေကြလုံးနေကြညကြီးကပဲနေကွေးသည်လား အမေတို့ကြုံကပင်ဘလို့တက်တာလားတော့မသိအမေမအောင်မချင်းညကြီးအလုံးမပြီးတန်းမမငွေယုံကတော့ညကြီးကဘာပဲလို့လို့သူ့တူးလေးနဲ့သူစိတ်ကူးရင်ပြီးလို့တော့ကြာလာပေါ်အမေရဲ့ဟူဟူဝင်ပြောတတ်သည်အတွက်လုံးလေးတဲ့သူမျိုးဖြစ်သည်ညကြီးကမျက်နှာတပီးတည်ငယ်ဧတကားပြန်မပိငီငါကိုတချမ်းမော့ကြည့်လိုက်မိသည်ခေါတော့ ငါကအနောက်ဘက်ကိုတော်တော်ယုံပြီကောညာကြီးသည်အိမ်တဲ့သို့တော်တော်လေးလမ်းဝင်လာရင်မိဖို့ကြောင့်ဘက်သို့လမ်းကြည့်မိသည်မိဖို့ကြောင့်ဘက်ကမိအောင်ကအိမ်အတွင်းသို့တိုင်းခင်းငင်စီသည်ဖျားစင်ဘက်ကမိအောင်လက်လက်လေးကိုလည်းမြင်ရသည်အဖွားတော်မေတုံဤဖျားရှင်ကိုတန်တဲ့တဲ့ကိုလည်းကြားနေရသည်မိဖို့ကြောင့်နဲ့ဖျားစင်တဝိုင်းမှအပါ အိမ်ထဲမှာမှောင်နေသဖြင့်မိထွန်းဖို့ရှင်နန်းစီမိကွက်ကိုအရင်ရှာရသည်မိကွက်ကိုဝင်းထွက်လိုက်ပြီးမှကြောက်ပြင်းရှိမှထိုင်ကတနခါသွေးဖို့ပြင်ရသည်ခုလိုအင်းလာသည့်စောင်းမနက်မှာတော့အပြင်သွားကနီးရေမချိုးနိုင်အဝေးအစားမလဲမီတနခါဖို့အရင်သွေးရသည်အမေကအင်းရှိလူကိုတနခါဖုံနေမှကြိုက်သည်တနခါမရှိဘဲ ပြောင်းနေသည့်မျက်နှာကိုမြင်လေပူပုံပန်းတဲ့အေးဟုထင်တော့ပြောလို့ရှိသည်ညာကြည့်သည်တနခါတုံးကလေးကိုလှမ်းယူရင်းယခုတိုင်နားလဲဆွေးနေသည့်ကြပြလေးကိုသတိရမိသည်ညာကြည့်ငငယ်ကတနခါလေးရမှာအလွန်ပြင်းခဲ့သည်ကလေးဘွားအစားမှာပထမဦးဆုံးမညံနေမှာရှိခဲ့သည့်မြင်ကွင်းကတနခါမလဲခြင်းသဖြင့်အော်ဟစ်ယုံကနေသောညာကြီးကို ပြုံးကြည့်ရင်ကြပြားလေးရွဆွချွန်မွန်နေသည်အဖေမျက်နှာဖြစ်သည် မမွေးထုံမမွေးထုံပကွက်ကြားနဲ့နှခါမုံမမွေးထုံဘာကြောင့်မွေးရှင်းတောင်းနှခါလင်းလို့မွေးအဖေရွတီထိုကြပြားလေးကိုသဘောကျကညာကြီးငိမ့်သွားတော့အမေကညာကြီးကိုတနခါပကွက်ကြားကလေးချပေးလိုက်သည်ညာကြီးကကြပြားလေးကိုကြိုက်ရင် တနခါကိုပါကြိုက်တက်လာသည် အဖေက ကြပြားရီကိုညှက်သက်သည် အဖေသိမ့်ထားသည်ကြပြားစောက်အဟောင်းလေးတွေကိုလည်းညာကြီးဖက်ရသည်ညာကြီးနေရနေလောက်ရောက်တော့အဖေကကြပြားပိုက်လက်တစ်ပိုက်ကိုထပ်ရွပြသည် မမွေးထုံမမွေးထုံနှုတ်ချူအင်းနဲ့မမွေးထုံမမွေးထုံဘာကြောင့်မွေးလိမ္မာရချတဲ့တင်ပြတမိမြကြီးကြာညိုသွေး စိတ်တည်ငြိမ်လို့နမဲမွေထိုကပြားလေးကကြည်အေးဤကပြားဟုလည်းဖေဖေကပြောပြသည် ထိုကပြားလေးကသမီးမြကြီးဟုသောအတုံးလုံးကလေးကို သဘောကျကညကြီးဟုသည်အမိကလေးပေးခဲ့သည်ဟုဖေဖေကဆိုသည်ရှုံးဆိုတာကတော့အမိနမီထဲ့မဲ့ပေးခဲ့တာဟု ဆိုသေးသည်အဖေကမကြာခဏဆိုသလိုညကြီးကို မင်းမြကြီးဟုခေါ်လေရှိခဲ့သည်လေးရက်နှစ်လောက်ဆိုတော့မြကြီးကကြပြကလေး၏အထိတ်ပဲကိုနားလည်တက်ပြီးဒီမားကြီးချီဖို့စိတ်တည်ကြည်ဖို့အဖေကထိုကြပြလေးဖြင့်ဆုံးမမှန်တည်ခဲ့ပြီးတနခါဤမွေရနံကဲ့သို့ပင်ပုဂုံတတိဝိပျက်မှုသည် ကိုယ်စိတ်ထားကလေးပေါ်မှာမူတည်သည်ဟုအဖေကဆိုသည်အတွေ့များလာသော မြကြီးကလေးသည်တနခါကြောက်ပင်ကိုရေစွကတနခါတော့တူ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 လေးကိုဖြီး၍ဝိုက်ကဝိုက်ကတွေ့ရင်းမနစ်ကဒီလိုချင်းထိသမီးရေရှာနဲ့တနခါမတွေ့တဲ့သေးတာကိုတတိယမိပြန်လေသည်တနခါတွေ့လိုက်တိုင်းသမီးရေရှာလေးကပြေရလာတဲ့သဖြင့်သမီးကိုပြပြဝင်နေရတာမြင်ပြီးတနခါကပြေလို့မပြီးနိုင်လက်ချေတွေ နှင်းဖို့ဝေးလို့နန္နာကလေးတကွက်စာနှင်းစီရရဖို့ကိုပင် မနေတွေ့ယူပေးရသည်အမေနဲ့မမငွေကတော့စူပင်ငေါဟဲ့နေပြီးညကြီးကိုထမီကြကြရင်ရှားတအောင်ချင်ခိုင်းခဲ့သည်ညကြီးကတော့ကိုချောင်းကိုတည်သည်ဖြင့်ရီမချုပ်ကင်အဝိဆဝီလျင်းနဲ့သားနှင့်တနခါတွေ့ထားခဲ့သည်ဒီလိုဆိုတော့ရေချုပ်ပြီးသည့်အခါကြောက်ပြင်ပေါ်ကတနခါကိုချင်းနူပြီးလင်းယုံတာ ညာကြီးကျန်ကိုတီတော့အမေကစူပြန်သည်ဟဲ့တနခါသွေးမင်းဖို့ကအဓိကမဟုတ်ဘူးဟဲ့သမီးရှာမြင်းမြင်းနဲ့တနခါသွေးတက်ဖို့ကအဓိကဟဲ့ဖိနဲ့တော့အပြိုကလေးဖြစ်လာပြီခုထိသမီးရှာမြင်းမြင်းတနခါမသွေးတက်သေးတာကတော့ဟုတ်သေးပါဦးလေအမေကညာကြီးကို အပြိုကလေးဖြစ်လာပြီဟုဆိုတိုင်းညာကြီးမှာရှက်တသူလိုဖြစ်မိတတ်သည် ခုချိန်ထိအပြိုးတို့တလေးမဟုတ်တော့ဘူးနော်တို့လိုစကားမျိုးနည်းညာကြီးအသားမကြားနိုင်သေးပေမနစ်ကမှညာကြီးဝင်နေကြရှင်မီအိမ်ကလေးအစားအမေညာဦးစေးကဝလာပေးသည်မခွက်ခွက်ပေါ်လီအိမ်ကြီးလေးကို အစားတို့ဝခရရသည်မဟုတ်လားအဲ့ဒီတုန်းကလည်းမနေတတ်မထိုင်တတ်ရှက်ကိုရှက်ကန်ဖြစ်ခဲ့ရပြီညာကြီးကကိုကိုကို ကလေးမဟုတ်တော့မှန်တော့သိပါသည် သို့သောလူကြီးဖြစ်နေပြီဆိုတာကိုတော့လက်ခံလို့မရနိုင်သေးပေမိသားစုထဲမှာအငယ်ဆုံးကလေးမှုမြင့်ကျက်နိုင်သေးတာလားတော့မသိမျက်ကြည်ုံသည်အပြုတ်ကလေးဟုသတ်မှတ်ခံရသဖြင့်အပြုတ်လေးပြပြီးထင်ဝါခြင်းပါတော့လဲစော်ကစားခြင်းစိတ်တို့မကုန်းနိုင်သေးချေညာကြီးကကနခါတုံးကလေးကိုအပွေးရှိရဘက်သို့လက်ပတ်၍သွင်းရင်းအပွေးမကျန်တော့တာကို တတိထားမိသွားသည်လီလီဘယ်ကြံမာတော့မလဲတနည်းလုံးလုံးအင်္ဂမမသားလေးယောက်လုံးမိုင်းပြီးတွေ့ခဲ့နိုင်ခဲ့ပြီတာကိုခဏခါတုန်းမှသာအသက်ရှိရင်ငါမှလည်းနင်းတို့လက်ချက်နဲ့လုံပါပန်းလာပါပြီအေးဟု ပြောလာတော့မည်ဒီနေ့ဖျားပွဲစည်းမှာတော့အမေတနခါတော့အတဲ့ဝင်လာလိမ့်မည်ငါကြီးကပြပြီးသွားတဲ့တနခါတွေကိုလက်ဖွားဖြင့် ပို့ယူပြီးတနခါလင်းစင်းမှာမိဖို့ချောင်ပတ်စီကအမေအတန်ကိုကြားရပြန်သည်။မြကြီးကြောက်ပြင်းမှာတနခါခြံပိုးမမိနဲ့အောင်နော်။ဟုတ်တော့ဘလို့လို့ရပါ။မြကြီးဒီပြောင်းတလင်းခါလီသည်ကြောက်ပြင်းလီကိုငုံကြည့်ရင်ဒီတခါလဲမိပြင်းပိုးဟုတီတိုးရေယူလိုက်မိသည်။အမေကတနခါလင်းနေကြောက်ပြင်းဆောင်နာအတွက်ကြောက်ပြင်းမှာ တနခါချံပေးကြရမည်ဟုမှားထားခဲ့လေသည်။ကျောက်ပင်ကြီးပြောင်းရင်းရင်းမျက်နှာကြီးလည်းပြောင်းကောင်းကြည့်မကောင်းဖြစ်တတ်သည်ဟုလည်းဆိုတတ်သည်။ကျောက်ပင်ဆောင်လဲဆိုတာတကယ်ရှိမရှိတော့ညာကြီးလည်းမသိပါ။အမေကတော့တကယ်ရှိသည်ဟုရှုံကြည်ပုံရသည်။ညာကြီးတို့ရောမှာတော့အရာတော်တော်များများကိုစောင့်သည့်နဲ့တွင်ရှိသည်ဟုလူတိုင်းကယုံကြည်ကြသည်။ငိုးဖို့စောင့်သည့်နဲ့ရှိသည် ကံကိုဆောင်သင့်၌ရှိသည်။ရှားကိုဆောင်သင့်၌ရှိသည်။ကလေးကိုဆောင်သင့်၌ရှိသည်။ချောင်းပင်ဆောင်၌ရှိသည်ဟုယုံကြည်သောအမိသည်တဏ္ဍာလင်္ကာနီးပြီးဆိုတွေ့ထားသည့်တဏ္ဍာရီကိုလက်ချောင်းထိတ်လေးဖြည့်ယူကာချောင်းပင်အနီးတဝိုက်ကိုတောက်ထုံလိုက်ပြီးမှလင်းလေးရှိသည်။အမိလက်ချက်ဖြင့်ချောင်းပင်တဝိုက်မှာတဏ္ဍာဆက်တွေတင်းကျန်းထက်နေသည်။ထိုတဏ္ဍာဆက်တွေကိုညာကြီးက မကြမကြတန်ရှင်းလုပ်ပြရပါသည်။ညကြီးကတော့အမေဘလောက်ပြောပြောကြောက်ပြင်းဆောင်ရအတွက်တနခါချံဖို့မေးလိရှိသူပင်။အင်းကနီမာလဲအမေလိုတနခါဆက်တွေမချဲပက်ဖြစ်ပါ။ပြီးရင်ညကြီးပဲတန်ရှင်းလုပ်ရတာမဟုတ်လား။ဟဲ့ကောင်းပါလေပြောတာကြားရဲ့လားဟုတ်ကဲ့အမေကြောက်ပါရဲချမ်းခဲ့ပါရဲညကြီးက အမေကြအောင် ပြန်အော်ဖိလိုက်ပြီးသည်နှင့်တနခါတွင်ကိုလှန့်ယူကာကြရကြရတနခါထက်သွေးထားလိုက်သည်ဒီလိုဆိုတော့တနခါခြံပေးထားတာတောင်မဟုတ်အူအဖျားတွေ့ထားတယ်လို့မို့ကြောက်ပင်ဆောင်တယ်လေကျင်းနေလိမ့်မည်ထင်ပါသည်ညာကြီးသည်ကနခါကြောက်ပင်ရှိမှာကျုံကျုံယုံယုံလေးထိုင်နေရမှထကအဝတ်လေးပုတ်ပြင်ဆင်လိုက်သည် နေမီအဝင်စားကအထွေထူးတော်မဟုတ်အဖွားပေးထားသည့်ရှင်ဘုံအင်ကြီးပေါ်ပေါ်လေးနှင့်ချီရဲ့ချိတ်လုံးကလေးဖြစ်သည်အဖွားငင်ငယ်ကလုခဲ့သည်ဆိုတော့ရှင်ဘုံအင်လေးကညာကြီးခဏကိုပိန်ပိန်လေးပေါ်မှချောင်းကြီးလာသည်အဖွားပေးသည့်အင်ကြီးကလေးကိုညာကြီးကကြိုက်လာတော့လေမမဝီကတော့ပုံတုံးတီးဟုဆိုသည် မမငွေကအင်ကြီးဆို ကျက်ကျက်လေးမှလာသည်ဟုဆိုကကိုအတီအကျက်လေးပဲဝတ်တက်သူပင်မြကြီးအတွက်တော့အဖွားဤအင်ဂျီကလေးကအစင်ပြီးလာသည်အဖွားအင်ဂျီလေးတွေကရှင်ဘုံဆိုတော့လဲကိုကျက်မဟုတ်ရှင်ဘန်းနေကျော်လေးမှချူရူကြောင်းတဆင်းနေဝဝချောင်းချောင်းချူထားကခါလေးရှိသည်ကျေတီကွင်းကလေးတွေမှာတက်ထားရသည်တလင်းကျေတီလေးတွေကိုတော့ညကြီးအကြိုက်ဆုံးဖြစ်လေသည် ထသွားထလာအချိန်မှာချီချင်းကြီးခါရှိပေါ်ပေါ်လေးတွေရရှိတော်မြကြီးသည်ခုလိုဖျားပွဲသွားသည့်အခါအမင်းနဲ့တူခုံကြီးချောင်းတို့ အလူပွဲတို့သွားသည့်အခါများမှာတော့မမငွေလိုအင်းကြီးတသေးချုံမွေတော်ပဲအပမပေးသည့်အင်းကြီးလေးတွေပို့သားမြင်းမြလုံးလုံးဖြစ်ဖြစ်ခဲ့ပါသည်မြကြီးကအဝယ်စားလဲပြီးသည်နှင့်အင်းငယ်မှာချိန်ထားသည့် ်တတပောင်ကိုမှန်ရှိမှရည်ရီခေါင်းဖိလိုက်သည်ပြီးတော့စပင်းတွေကိုနောက်သို့လှန်၍အုံလုံးသိမ်းစီးနောင်လိုက်ပါသည်ညကြီးဤစပင်းတွေကစိုးလေထိရှိသည် အမေရောအဖွားကပါစပင်းဖားလာချတာကိုမကြိုက်သဖြင့်ညကြီးစပင်းတွေကို အမင်းစီးနောင်ထားရသည် ကြောင်းသွားနေတော့အဖွားကဖုံမင်းနှချောင်းခွဲ၍ချက်ပေးလိုက်တတ်သည် စပင်ကိုနောက်သို့လှိုင်၍နဖူးပြောင်သိမ့်စီထားသည့်အခါညချီ၏နဖူးစုံကဆံဦးချွန်ကလေးပေါ်လာကကကြီးပုံနဖူးလေးဖြစ်သွားတတ်သည် ထိုဆံဦးချွန်ကလေးကိုအဖွားကအလွန်သဘောကျပါသည်ညချီ၏စပင်ကိုဖုံမိချစ်ပေးသည့်အခါထိုဆံဦးချွန်ကလေးကိုနှညူကလေးဖြင့်ထိုးညွကငါမင်းမျက်နှာလေးကဒီဆံဦးချွန်ကလေးပါတော့တိတ်ကြသည်ရှိပြီး မဟာစန္ဒာဤဤစပင်းတွေကိုဖေတော်မှအတုံဖြစ်နေကြလားအခုလိုပဲနောက်လန်သိမ့်ထားဟုဆိုတတ်သည်ညာကြီးကတော့အဖွားကမဟာစန္တိဟုဆိုသောမျက်နှာကလေးကိုမှန်လင်းမှစိုက်ကြည့်ရင်ရေချင်လာမိသည်ရှင်ဘုံအင်ကြီးပေါပွားနေစပင်းအပြောင်သိမ့်ထားသည့်တိုင်ရွှေနှဆွေကလေးတန်လန်ဆွေထားသောညာကြီးယူကလေးက အပြုတ်ပီပီရုံမျိုးလေးတောင် မထွက်သေးဘူးမဟုတ်လားဒါနဲ့နေပါအောင်ခါကဘာလို့ကုန်းနေပါလဲညာကြီးကကိုကိုကိုတတိထားမိတော့ကလက်ပြင်ကုန်းတလို့ခါကိုင်းတလို့ဖြစ်နေသည့်ကိုခန္ဓာကိုအနေထားကိုခမမတ်ဖြစ်အောင်ပြန်ပြုတ်ပြင်ရလိုက်သည်